ပြိသက်များအလုံးမဲမင်္ဂလာပါရှင်ဒီနေ့အတွက်မိုးလေဝသတရေများကိုစတဲ့တက်ဆက်ပေးပါတော့မယ်ယနေ့ဇွန်လ2ရက်နေ့မနက်9နာရီချိန်ထုတ်ပြန်ကြေညာချက်များကတော့မင်္ဂလာပင်လယ်အော်ချိန်ဒီများမှာကပလီပင်လယ်ပင်နဲ့မင်္ဂလာပင်လယ်အော်တို့မှာမုတ်တုံလေးအားကောင်းနေပါတယ်ယနေ့ညနေအထိခမ်းမန်းချက်များကတော့စကိုင်းတိုင်းဒေသကြီးအောက်ပိုင်းနဲ့ကယားပြည်နယ်တို့မှာနေရာစိတ်စိတ်နဲ့ကျန်တိုင်းဒေသကြီးနဲ့ပြည်နယ်တို့မှာတော့နေရာအနှံ့ပြားမိုးထစ်ချုံရွာတော်နိုင်ပြီးကရင်ပြည်နယ်နဲ့ရခိုင်ပြည်နယ်တို့မှာတော့ဒေသအလိုက်နဲ့ နေပြီးတော့မကွဲတိုင်းဒေသကြီး၊စကိုင်းတိုင်းဒေသကြီးအထက်ပိုင်းတနင်္လာရီတိုင်းဒေသကြီးကချင်ပြည်နယ်၊ချင်းပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာတော့နေရာကွက်ရွေမိုးကြီးနိုင်တာပဲဖြစ်ပါတယ်။ရွာရံရုံပြည့်ပဲဖြစ်ပါတယ်ရှင်။ရန်ကုန်တိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီး၊မကွဲတိုင်းဒေသကြီး၊အေရဝတီတိုင်းဒေသကြီး၊တနင်္လာရီတိုင်းဒေသကြီးကချင်ပြည်နယ်၊ချင်းပြည်နယ်နဲ့ရခိုင်ပြည်နယ်တို့မှာတော့မိုးထိပ်တောင်များဖြစ်ထွက်လျက်ရှိပြီး အဆိုပါမိုးထိပ်တောင်းများရွေရှားရနေရာတရှာမှာမိုးရွာသွန်းခြင်းနဲ့အတူလေပြင်းများတိုက်ခတ်ခြင်းမိုးထစ်ချုံခြင်းမိုးကြိုးပစ်ခြင်းပျက်စီးလက်ခြင်းနဲ့မိုးသီးကျွေခြင်းစတဲ့မိုးလေဝသဖြစ်စများဖြစ်ပေါ်နိုင်ပါသဖြင့်ကြိုတင်တည်ပြုနိုင်ကြပါရဲ့အကြံပြုအပ်ပါရဲ့ရှင်။ Tomorrow's Star Channel ကို Like Subscribe လုပ်ဖို့မမေ့ပါနဲ့နော်။